။အားလည်းပဲနော်။ပြီးပြီဆိုရင် Sofo Company ကိုရောင်းလိုက်တဲ့ Pocket ငွေတောင်းနဲ့ငွေသား2800ကို Company ကိုရောင်းလိုက်တာ။ဒါစင်ပါအကောင့်နဲ့ပါအကောင့်နဲ့ account cash account ဟာတဲ့ cash account နဲ့ cash account cash account အောင်မရှိဘူးလား cash account အောင်မရှိဘူးလားအဲ့ဒါဆိုတော့ဘယ်မှာ debit ဘယ်မှာ credit လဲ cash account debit ကိုမှ credit cash မှာက jabin goma project ပြန်လာမယ်နော်အဲ့တော့ကုန်ပစ္စည်းတွေကိုဝယ်လိုက်တာဟုတ်ဟုတ်လားအဲ့ sorry ကုန်ပစ္စည်းတွေကိုရောင်းလိုက်တာဟုတ်တယ်ရောင်းလိုက်တာဖြစ်တဲ့အတွက် cash ငွေဝယ်မယ်အဲ့ sorry မှာဆိုရင် so and so COD ပေါ့ကုန်ပစ္စည်းတွေကိုရောင်းလိုက်တာဖြစ်တဲ့အတွက်ငွေဝယ်မယ်ဘယ်လောက်ကိုရောင်းလိုက်တာလဲ2000ထဲမှာ6000အဲ့ဆိုရေးလိုက်မယ်2000 6000 ။နောက်ကိုကိုရှောက်ကောင်းမကသူတို့ဒီရောင်းလိုက်တာဖြစ်တဲ့အတွက် cash အဲအဲ့ဒါဆိုရင်မှဆိုရင်နှစ်တောင်းထဲမှာရှင်းထား။နားလည်မလား။အကောဆောကရောင်းလိုက်တယ်ပေါ့သူစုမအောင်ရောင်းလိုက်တာ on credit အကျွေးရောင်းတယ်တသောင်းပေါ်ပုံမြင့်စီးလေးကိုစုမအောင်တသောင်းပေါ်အကျွေးရောင်းတယ်ကျန်စင်ပါကောင်းတဲ့ပါကောင်းလဲ Suma account နဲ့ code account ဟုတ်တယ် Suma account Suma တော့မရှိသေးတော့ account ဖွင့်လိုက်ပြီ code account ဒီမရှိဘူးလားအဲ့တော့ဘယ်မှာ debit ဘယ်မှာ credit လဲကုမာဘယ်မှာ debit ကုမာက credit ဟာတဲ့ကုမာကမှာဒီ credit စုမရောင်းလိုက်တာဖြစ်တဲ့အတွက်စုမဘယ်လောက်ပို့လဲ အတောင်ခဲ့ပေါ့ပြန်မယ်နော်အဲ့ဆိုဆူမအကောင်းပါကကြတော့မလဲဆိုရင်ဆူတို့ကဒီမှာတတောင်ခဲ့ပေါ့နားလည်မလား